အားလုံးပဲမင်္ဂလာပါဘောရုံချစ်နီကိုရင်ဒီကောင်ကျမ်းမှထမ်းလာကြပါပြီကျွန်တော် YouTube channel လေးရမယ်အားလုံးကိုတို့ခေါ်ရတော့တော့ကျန်ညမှာစာမေးပွဲစဉ်ပြဖို့ပွဲစဉ်တော့တပ်ပေးမယ်ဒီထက်မှမှအင်္ဂလန် Premier League မြန်မာစာရင်းတင်တိုင်းဝမ်းမှာကစားမယ်ပေါ့နော် Leeds United နဲ့ West Ham United တို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ Leeds United က380နဲ့ဘောပေါင်းညနှလုံး90ရှုံးပြထားတယ်ဈေးအားမှကြည့်မယ်ဆိုရင် Leeds United ကအဆင့်76 West Ham က ဒီနှစ်သိန်းကျားထဲမှာဂိမ်းမှကွာတယ်ပေါ့နော်လစ်တန်တဲ့အသိန်းကိုကြည့်လိုက်ပေါ့နော်အင်္ဂလန်ပရီးမီယာလိဆော့ခဲ့ပွဲတဲ့အားလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်ပင်ငွင်အဝေးဝင်မနော်ဆူပေါင်း၈ပွဲဆော့ထားတယ်သူဂိုးမသိနိုင်တာအဝေးကွင်းမှာအာဆင်နယ်ရှိမယ်အဝေးကွင်းမှာခိုယောင်ရှိမယ်အဝေးကွင်းမှာဘန်လီရှိမယ်ပေါ့နော်အင်္ဂလန်ပွဲစဉ်တွေမှာမညံ့ဘူးအဗာတန်နိုင်တယ်မြို့ပတ်ဆက်ကိုတည်ဆော့တယ်ပေါ့နော်ဘောမောက်ကိုတည်ဆော့တယ်ပေါ့နော် မဆိုးအင်္ဂွန်ဘာကနာစပားလိုအတင်းကိုဘူးတွေတွင်ထားတွေ့ရတယ်ပေါ့နော်။တစ်ဖက်ကဝါဆမ်နဲ့တက်ကိုကြည့်လိုက်မှဆိုရင်ဝါဆမ်နဲ့တက်ကတော့ညံ့တယ်ပေါ့နော်။ညီးပြန့်တဲ့အပြောင်းလဲတွေဖြစ်ထားတယ်ဆိုတော့ဘူးတို့ဂိုးမတော်နဲ့လည်းပွဲအဝေးဝန်းမှာဆိုလို့ရှိရင်ဒါဆန်ဒလန်ရှိမယ်။ပြီးလို့ရှိရင်သူတို့အင်္ဂွန်မှာစပားကိုရှုံးတယ်။အင်္ဂွန်မှာပယ်လစ်ကိုရှုံးတယ်။အခုနောက်ဆုံးသူတို့နပွဲဆက်ပြန်ပြီးထပ်ရှုံးထားတာအာဆင်နယ်ရဲ့ဘရန်ဖို့ဒီနည်းပြပြောင်းပြီးမှ ကျွန်တော်ကြီးလိုက်တာဒီနီးပြပြောင်းလာတဲ့နောက်ပိုင်းမှာတော့ go out တွေပုံမတန်ဆောက်ဆောက်ပြီး go out တွေကြီးပဲကြတာလည်းတွေ့ရဒီပွဲစဉ်မှာ Fontana Runs to Osport ကြီးရတော့ Leeds United အနိုင်ကိုပြရှစ်တဲ့တရီကို3 points ရဲ့ Watford United အနိုင်ကို4.3ချင်မှပေးထားတယ်ပေါ့နော်ကျွန်တော်ညီကိုဒီ wins ပဲလောင်းခြင်းနဲ့ဆိုရင် double chance လောင်းလောင်းကြည့်ပါနော် double chance တော့မဆိုးဘူး drama ဘူးဆိုရင်လည်း over 1.5ဘူးရိုက်ခြင်းနဲ့ရိုက်ကြည့်ပါနော်ရတာတော့နည်းမယ် ဒါရင်ပေါက်နိုင်ချင်များတယ်ပေါ့နော် double charge ပဲလောင်းရမလဲဖွေလို့ရှင်တော့ဒါအင်ဝင်းအားတာတယ်ကိုအချိုင်နဲ့အင်ဝင်းတွေ့တယ်ဆိုလို့ရှင်တော့အင်ဝင်းမှာ1 is ရကြည့်ပေါ့နော်ပြန်90တော့မြတ်မယ်တကယ်လို့အဝေးဝင်းအတင်းဝက်ဆမ်းလိုက်မယ်ဆိုလို့ရှင်တော့ပြာ90လောက်ရမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒါ goal ဘောင်းထဲမှာသွားမယ်ဆိုရင် over 1.5 goal နှလုံးကစ်တာနဲ့နိုင်တဲ့ဟာမျိုးဆိုလို့ရှင်တော့ပြာ30တော့မြတ်မယ်ပေါ့နော် မြန်မာပေါ့ကြီးဒီမှာတော့ကျွန်တော်ရွေးချယ်ပေးရမယ်ဆိုလို့ရှင်ဒီပွဲကတည်ရလို့ထင်တယ်ဗျာကျွန်တော်ကတော့ West Ham United ကောမတ်ဆက်ကြီးကမဆုံးဘူးထင်တယ်ဗျာ East United ကလည်းတောမတ်ဆက်ကြီးရှုံးမှာတော့မထင်မိဘူးဗောနော်ဒါပေမဲ့နည်းနည်းလေးတာတာလေးတွင်တဲ့ကတာတယ် attack နေမှာလည်းအကုန်လုံးတွတ်ချိနိုင်မယ်ဒီပွဲစဉ်မှာကျွန်တော်အကြိုက်ပြောရမယ်ဆိုရင်ကျွန်တော်ကတော့ဒါလေးတွင်တဲ့ကလည်းနှစ်ပွဲဆက်ရှုံးထားတယ် West Ham United ကလည်းနှစ်ပွဲဆက်ရှုံးထားတယ်ဗောနော်တေးတပေါက်ရှိတဲ့အတွက်ကျွန်တော်ဘာမှလို့မှန်ထားတယ်ဒီပွဲစဉ်မှာကျွန်တော် WhatsApp နဲ့တက်ပေါ်ကြီးကြိုက်တယ် Wine Special Channel ညီကိုရေလဲကျွန်တော်ခုနကြံပေးပြီးပြီတကယ်လို့ A United ကြိုင်1 HJ ပေါ့နော်တကယ်လို့ over 1.5ကိုလည်းရိုက်မယ်ဆိုရင်တော့ပြန်30လောက်မြတ်မှာဖြစ်ပါတောက်တဲ့ဘွဲကတော့ US Society နဲ့ Similar ရဲ့ပွဲလင်းဖြစ်တဲ့တာလဲတနင်္လာခွဲမှာကံမယ်ပေါ့နော် Asian Asian ဖြစ်တဲ့ Society က level 80ဘဝမျိုးနှလုံး60 Table မှာကြည့်လိုက်မယ်ဆိုရင် Society ကအဆင့်16မှ Similar အဆင့်93မှ9မှ Quality နဲ့တင်ကြားရမှာပေါ့နော် Society အတင်းရဲ့ဒါလာလီယာပွဲစဉ်တွေကို ကျွန်တော်ညီကိုကြီးကြီးပေါ့နော်အင်မွန်ပွဲစဉ်တွေပဲကြည့်ရအောင်အင်အင်မွန်ပွဲစဉ်တွေမှာဆိုလို့ရှိရင်အစပန်းကိုတည်ရဆော့ရရီဟမတ်ကိုရှုံးတယ်မာယိုကောင်နိုင်တယ်ဘယ်ကန်ကိုရှုံးတယ်အင်မွန်ပွဲစဉ်၄ပွဲမှာ၃ပွဲတိတိဘူးတွင်းနိုင်တာတွေ့ရတယ်ပေါ့နော်တစ်ခါကစီဗီလာအသင်းရဲ့အဝေးဝန်းပွဲစဉ်တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်အစီဗီလာအဝေးဝန်း၄ပွဲရှိတယ်၄ပွဲလုံးဂိုးတွေထည့်ထားတယ်ဘီလ်ဘာကို၃-၂နဲ့ရှုံးတယ်ဂျီရိုနာကိုနိုင်တယ်အလာဘက်ကိုနိုင်တယ်ဘယ်ကန်ကိုနိုင်ထားတယ် အဲဒီကမှသူတို့နောက်ဆုံးရှုံးခဲ့တာတော့မာယောကာကိုအင်ကွင်းမှာ31နဲ့ရှုံးခဲ့တယ်ပေါ့နော်။တဖက်ကဆိုစီတဲ့အတင်းကတော့ဒါတရေချခဲ့တယ်ပေါ့ဗျာ။ဟုတ်အဝေးဘက်မှာဆက်တပ်ပြီးဘဝမ်းဝမ်းကြာတယ်။ဒီနှစ်တင်းကြားထဲမှာကွာတာကတော့တိုက်ဆက်ပိုင်းကွာတယ်။စီမီလာပွဲတိုင်းကလို့ဂိုးတွေရနေတယ်နော်။ဂိုးတွေရနေတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါဆိုစီတဲ့အတင်းကလည်းဂိုးတခုတော့ရသွားမလို့ထင်တယ်ကျွန်တော်။ဘာဖြစ်လို့လဲဆိုတော့စီမီလာရဲ့နောက်ကမကောင်းဘူးဗျာ။တိုက်ဆက်ကောင်းတဲ့ခံစားညံ့တဲ့အတွက်ဒီပွဲစမှာဖြစ်နိုင်ကြအများဆုံးကဘိုတင်းဒူစကွာယက်ကဖြစ်နိုင်ကြအများဆုံးပဲ ဒီပွဲစဉ်မှာဖွင့်ထားတာကတော့စီဗီလာဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဆိုစီတဲ့အနိုင်ကို95ပြားတတိကို3.4ပြီးတော့စီဗီလာအနိုင်ကို3.9ဆိုမှပေးထားတယ်ကျွန်တော်ဗိုတင်းလူစကောရက်စတိုက်တယ်ပေါ့နော်ပြီးရင်ကျွန်တော်ဘော်ဒီရွေးရမဆွဲနဲ့စီဗီလာပဲစိုက်တယ်ဗျာအားထက်တဲ့ပွဲကတော့ AC Milan နဲ့ Pisa တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ AC Milan နှလုံး90နိုင်အောင်ပေးထားတယ်ပေါ့နော်ဘောပေါင်းကြီး360စား AC Milan ကတော့ဇာတ်မှာအဆင့်10ရှိတယ်လို့ Pisa အသင်းကအဆင့်20မှာရှိတယ်။ဒါဝေဖန်ပွဲစဉ်နဲ့ပြတ်တယ်ပေါ့နော်။ AC အသင်းကဒါကဒါ Serie A 9ပွဲဆော့ပြီးတဲ့အချိန်မှာရဟုတ်7ခုပေးဖို့4ခုပဲရှိတယ်ပေါ့နော်။ Pisa အသင်းကလည်း3ပွဲတကြီး4ပွဲရှုံရဟုတ်3ခုပေးဖို့10ခုတိရှိတယ်။အသင်းဖြစ်တယ်ပေါ့နော်။ AC Milan ရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကြည့်ကြရအောင်ပေါ့နော်။ Serie A မှာဆိုရင် Cremonese ကို2-1နဲ့ရှုံးပြီးတဲ့နောက်ပိုင်းမှာတော့ Bologna, Napoli, Fiorentina ဆိုတဲ့လူအတင်းကြီးတွေကို အနိုင်ယူထားတယ်ပေါ့နော်တကူအဖွာရင်းနဲ့ပဲနိုင်ထားတာတွေ့ရတယ်တစ်ဖက်ကပီဇာအသင်းရဲ့အဝေးဝန်းဖောင်ကိုကြည့်ကြည့်ပေါ့နော်ဝေးဝန်းတုံးဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအတ္တလန်တာကိုပြီးဆိုရနာပိုလီ32နဲ့ရှုံးပြီးကြီးအောင်ဘိုလန်ညာကိုဖုံးစည်းနဲ့ရှုံးတယ်ပေါ့နော်အဲသူတို့နောက်ဆုံးဆော့ခဲ့တာကတော့အိမ်ဘက်မှာဘီရိုနာနဲ့ဖြစ်တဲ့ရည်ရည်ကြထားတယ်ပေါ့နော်အီစီမီလန်နောက်ဆုံးဆော့ခဲ့တာကတော့ဒါဖီရင်တီနာကို2-1နဲ့အိမ်ဘက်မှာနိုင်ခဲ့တယ်ပေါ့ဒီဘွဲစင်မှာဖွင့်ထားတဲ့1-2 of spawn ကြည့်လို့ကြည့်မယ်ဆိုရင်မီလန်အနိုင်ကိုပြ30တရီကို5.2 pizza အနံကိုသက်စင်စားပြထားတယ်ပေါ့နော်ကျွန်တော်ညကိုတော့ wine spec ရရမယ်ဆိုလို့ရှိရင် online မှာလောင်းမယ်ဆိုလို့ရှိရင်ပြား30ပဲရကြတယ်ဆိုရင် AC Milan ဝင်းဝမ်းရိုက်ကြည့်ပေါ့နော်ဒါမြန်မာပေါက်ကြည့်ကြတာတမျိုးတွားမှာပေါ့နော်ဘာလို့ဆိုရင်နှလုံး60နေအောင် AC Milan တဲ့ကနှခုတွဲမလားမတွဲအောင်လာတော့ကျွန်တော်ချက်ချိန်ကြည့်ရမယ်ပေါ့နော် AC Milan အသင်းဆော့ကအင်ဝင်းပွဲစဉ်တွေကျွန်တော်ပြောပြီးပြီပေါ့နော်ဒါပေမဲ့ AC Milan အသင်းကပြက်ပြက်ကားကားဒီအင်ဝင်း၄ဘွဲမှာနိုင်ထားတာမျိုးမတွေ့ရအောင်ဒါပေမဲ့လေဒီလိုပီဇာဆိုတာတော့ အစစ်နဲ့ဆက်အတင်းပေါ့နော်ဒါပေမဲ့ဒီတွေ့ခဲ့တာတော့နာပိုလီဖီယိုရင်တီနာတွေဖြစ်တယ်ပေါ့နော်ဘူလွန်ညာလူအကင်းခေါင်းနေနဲ့တွေ့ခဲ့တယ်ပေါ့နော်ဝိုးရီလည်းတွင်းခံထားရတာတွေ့ရတယ်ပီဇာကိုကြည့်လိုက်မှဆိုရင်လည်းပီဇာအတင်းကလည်းသူတွေ့ခဲ့တာအတလန်တာနာပိုလီပေါ့နော်ဘူလွန်ညာအနီကနမီမှာဘူပြတ်ရှုံတာပေါ့နော်အကျွန်တော်နည်းနည်းတော့တတိတော့ထားမလို့ထင်တယ်ပေါ့နော်ပေါ်ဆာလို့မရဘူးအစီမီလန်တော့အတားကြီးကြပါတယ်ကျွန်တော်ညီကိုတော့ဝင်းဝမ်းပဲရိုက်လိုက်ပါဝိုင်းစပဲရိုက်ချင်တယ်ဆိုရင်တော့ဒီမှာပေါ့ဖြေးမှာတော့အစီမီလန်ပဲရွေးချယ်ပါတယ် AC Milan နဲ့ဂိုးပေါင်းအပေါ်ဆိုင်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ German Bundesliga က Bremen နဲ့ Union Berlin တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်နော်။ Ancient Bremen က level 60ဂိုးပေါင်းကြီး160ပြထားတဲ့ဒီနှစ်သင်းလုံးဇယားမှာကြီးမှာဆိုလို့ရှိရင် Ancient အသင်းကအဆင့်7နှစ်မှာခုနှစ်ပွဲဆော့ပြီးပြီးနှစ်ပွဲနဲ့နှစ်ပွဲတည်း၃ပွဲရှုံးထားတယ်။ Union Berlin ကတော့အဆင့်9မှာတုံးမွန်းနိုင်တဲ့ဗက်တီတုံးမွန်းဆုံးနကင်းလုံးတက်ရှိကောင်းတဲ့ခန်းစီတွေမကောင်းကြဘူးနော်။ဘာသာပရီမီယံအင်ဝင်ပွဲစဉ်တွေကြီးကြီးပြအောင်မနော်။အင်ဝင်ပွဲစဉ်ဗနဲ့ဆော့ထားတဲ့ပွဲစဉ် အစစ်ပေါင်း၃ဘက်ရှိတယ်၃ဘက်မှာဆိုလို့ရှိရင်အီဗာကူဆင်ကိုတတိတတိဆော်တဲ့ frame back ကိုရှုံးတယ်စိမ့်ဘော်ဒီကိုဝိုင်းသေးနဲ့နိုင်တယ်ပေါ့နော်တစ်ဖက်ကလူနံပါလင်ရဲ့အဝေးဝင်း၃ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ drama ကိုတတိစီနဲ့ရှုံးတယ်လီဗာကူဆင်ကိုတူစီနဲ့ရှုံးတယ် frame foot ကို full 3ဆိုရလာနေတယ်ဒီမှာပါကွာလာတယ်ဆိုတော့လူနံပါလင်ရဲ့အဝေးဝင်းဘက်အိမ်မှာအတင်းကြီးတွေနဲ့ပဲဆော်ထားတာပေါ့နော်တစ်ဖက်က premium အတင်းကတော့ဒါအိမ်ကွက်မှာဆိုဒီဘာကူဆင်တဲ့တင်းတော့ပဲရှိတယ်အတင်းကြီးပေါ့နော် prime vet sample လို့ဒါ grower ကိန်းထားတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာတော့ကျွန်တော်ထင်တယ်တယောက်တစ်ဖက်တစ်ခုတော့စပြီးကြည့်ရမယ်လို့ထင်တယ်ဗောနော် union မှာလည်းလည်း grower ရသွားနိုင်တယ်ဘာလို့ဆိုတော့ဒါ ancient အတင်းပြတဲ့ brimming ရခံစစ်ပိုင်းညံ့တယ်ဗောနော်မတင်တော့ခံစစ်အတော့မကောင်းကြအောင် brimming အနိုင်ကို2.20ဗောနော် payment အနိုင်ကို2.2တည်ရေကို3.6ပေါ့နော် union balance အနိုင်ကို3ဆဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာတော့ရွေးချယ်မှာဆိုတော့ voting scores နဲ့ union balance ပေါ်ကြီးပါနောက်ထပ်တစ်ပွဲကတော့ paris fc နဲ့ နန်တက်စတိုရဲ့ပွဲစဉ်ဖြစ်တဲ့ဒီရက်မြန်မာစာနာရှင်တနင်္လာ25မှာကမှာ Paris FC ကတလုံး40နဲ့ဂိုးပေါင်းကြီးတောင်းလုံး40ရှုံးကေဘန်မှာကြည့်မှဆိုရင် Paris FC ကအဆင့်ဆက်တက်မှာရှိတဲ့ရာဂူ73ကိုပေးဖို့55ကိုနန်တက်စကတော့ရှစ်ပွဲခံပြီးချိန်ပေါ့နော် ရာဂူ9ခုနဲ့ပေးဖို့ကိုကိုရှိတယ်ပေါ့နော် ခံစစ်အသားပေးတဲ့အတင်းဖြစ်ပါတယ် Paris FC ရဲ့အင်္ဂွန်ပွဲစဉ်မျိုးကြည့်လိုက်မှဆိုရင်အင်္ဂွန်ကတော့မဆော့ထားတယ် Mexico 32နဲ့နိုင်တယ် stress ဘောက်32နဲ့ရှုံးတယ်။ဒါလိုရင်းအောင်သူစည်းနေနိုင်တယ်။ဒီအတင်းအတိုက်စေရန်ကောင်းတယ်။ခံစစ်ကတော့တရဟောပြီးတယ်ပေါ့နော်။သူဘိုးမတွင်းနိုင်တဲ့ဘွဲဆိုလို့ရှိရင်ကျွန်တော်တို့ရှစ်ဘွဲရှိတယ်ပေါ့နော်။သူစော်ထားတဲ့ဘွဲတပွဲပဲရှိတယ်။အဲ့ဒါအန်ကဝမ်းကြီးနဲ့ရှုံးတယ်ပေါ့။ကျွန်တော်ဘွဲတဲ့ကွမ်းမှာသူဘိုးတွင်းထားတယ်။ဘိုးမတွင်းနိုင်တဲ့ဘွဲဆိုတာမရှိဘူး။ Sonandes အတင်းအတိကြဘောက်ဘိုးကတော့ပြင်းထန်ရမှာပေါ့နော်။ Sonandes အတင်းကိုကြည့်လိုက်မှဆိုလို့ရှိရင်သူစော်ထားတာပေါ့နော်။ PSG 1Z, Swazbot 1Z ပေါ့နော်။ Nins 1Z လိုင်းလီတူစီတဲ့အတင်းကြီးတဲ့သူရှုံးတာပါလေကိုတာမန်ရှိတဲ့အတင်းတူလောတို့ဒါရိန်းနာတို့ဘီလိုအတင်းနေတော့သူဂိုးတွေပြန်ထည့်ထားတယ်ပေါ့နော်ဟောရှဲတို့ဘီလိုအတင်းနေတော့ဂိုးတွေထည့်ထားတယ်အတင်းကြီးတွေနဲ့တောင်းဆောင်ပြေးထားအောင်သူကကျွန်တော်ထင်နတ်တင်းလုံးတစ်ဖက်တစ်ခုကြီးရနဲ့ကြီးရမယ်လို့ထင်တယ်ပေါ့နော်နန်တက်စ်အတင်းနဲ့တခုလောက်ပဲရသွားနိုင်တယ်ဒီပွဲစဉ်မှာ Paris FC ရဲ့ခံစစ်ကြောင့်ကျွန်တော်ပြောတာဖြစ်ပါတယ်ခံစစ်ကယိုနေတယ်ပေါ့နော် Paris FC အနိုင်ကို69ပြတဲ့ယူလေးစား ပြီးလို့ရှိရင် nantes အနံကို၅စပေးထားရမြားဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ရမယ်ဆိုရင်တော့ဂူပေါင်းအောက်ကိုကြိုက်တယ်ပြီးရင် boating to score 11ပေါ့နော် boating to score yes ဒီလိုပုံစံမျိုးပေါ့ဂူပေါင်းအောက်ရဲ့ boating to score ရဲ့ nantes ပေါ်ဒီရဲ့ကြိုက်ပါဒါနောက်တစ်ပွဲကတော့ဒါ preston နဲ့ sheffield ရဲ့ england championship ပေါ့နော်ဒါတဲ့ပြီးထားတဲ့ဂူပေါင်းကြီးနှလုံး60စကားမှာဆိုရင် preston အစင်းဆက်တဲ့ sheffield 91ဒါ preston အတင်းကတော့ဒါ championship နောက်ဆုံးကပွဲဆက်ရှုံးထားတယ်ပေါ့နော် သူရှုံးထားတာမြင်ရတော့ west moon ကိုအဝေးဘက်မှရှုံးတယ်အိမ်ဘက်မှ birmingham ကိုရှုံးတယ်သူ short ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်ပေါ့နော်ဂိုးတွေတောက်ဆောင်ရတယ်သူဂိုးမရတဲ့ပွဲဆိုရင် off moon နဲ့ပွဲတစ်ပွဲရှိမယ် birmingham နဲ့ပွဲတစ်ပွဲရှိမယ်ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးသူဂိုးတွေပြင်ထားတယ်နော်ဂိုးမတွင်းဂိုးမတွင်းမနဲ့ရှုံးတဲ့ပွဲပေါ့နော်ဒါဂိုး ကင်းခံရပြီးမှရှောင်းတဲ့ပွဲကိုမကင်းနိုင်တဲ့ပွဲနဲ့ပွဲပဲရှိတယ်ပေါ့နော်ရှက်ဖီးယူနိုက်တက်ကိုကြည့်လိုက်မှဆိုရင်ရှက်ဖီးယားခုနောက်ပိုင်းနဲ့ပွဲဆက်နိုင်ထားတဲ့ခြေတွေနဲ့အောင်ထားတယ်နော်အရင်တော့ကသူရလတာအရင်ကတည်းတော်တော်လေးစိုးနေရတယ်တွေ့ရကျွန်တော်ထင်တဲ့ Preston အတင်း၃ပွဲတော့မရှောင်းတော့ဘူးလို့ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာ Cornell went to Osport ကြီးရတော့ The Preston အနံကို2.6တရေကို3စတစ်ခါကရှက်ဖီးယားနိုင်ကိုလည်း2.6ပဲပြီးထားတယ်ကျွန်တော်တို့ဒီပွဲစဉ်မှာ Boating to score yes တဲ့တစ်ခါတကူစီတော့ရပါမယ်ထင်တယ်ပေါ့နော် ပြီးတော့ Preston Body ໃຊ້ပါတယ်။ Nafon တကွေကတော့ German Bundesliga 2ကပွဲစဉ်ဖြစ်ပါတယ်။ Vita Fan နဲ့ Clusia ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတာကတော့အဝေးဝင်အသင်းဖြစ်တဲ့ဒါ Clusia ကဒီ Level 20ရှုံးပေးထားတယ်။ဘူပေါင်းကြီးက360နိုင်ပေးထားတယ်ပေါ့နော်။ Clusia အဆင့်9မှာရှိတယ်။ Vita Fan ကအဆင့်14မှာရှိတယ်ပေါ့နော်။ ဒါအင်ရှင်အတင်းကတော့ဘာမှအားရစရာတော့မကောင်းဘူးသူ short ထားတဲ့ပွဲတွေကြီးလိုက်မယ်ဆိုရင်ဂိုးတို့ရဖို့တော့တော်တော်ခက်ခဲနေတယ်ပြီးလို့ရှိရင်ခံစစ်ကလည်းဂိုးတွေတလဟောကြီးပေးတယ်သူ့ပွဲတွေအားလုံးကြီးလိုက်ဂိုးပေါ်ကြီးကြတာကြီးပဲတော့ဆိုသူ့ပွဲကိုဝထိုင်ပြီးရိုက်မယ်ဆိုရင်ကျွန်တော်တော်တော်တထေးဖြစ်ပြီးခြင်းလဲသူ short ထားတဲ့ German Monastery ကကိုးပွဲရှိတယ်ကြီးကြီးပေါ့နော်ကိုးပွဲမှာသူဂိုးမပေါ်တဲ့ပွဲဆိုတော့နှစ်ပွဲပဲရှိတယ်ဗျာတုံးလုံးမတုံးလုံးရဲ့အထက်မှာရှိတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကလူရှာကိုကြည့်မယ်ဆိုရင်ကလူရှာကလည်းတိုက်စစ်အရန်ကောင်းတဲ့အတင်းထဲမှာပါတယ် ဒီ show မှာ show မှာဘုံမတွင်းနိုင်တဲ့ပေါ်တာဘွဲရဲ့ပဲရှိတယ်အဲ့ဒါ host thank you ပေါ့အဝေးကမှတတိကြီးနဲ့ channel ဘွဲနဲ့အားလုံးမှာသူဘိုးတွေတွင်ထားတာတွေ့ရတယ်ပေါ့နော်ဒီဘွဲစဉ်အတွက်မှာတော့ quarter rounds to oscar တော့ ancient အသင်းနိုင်ကို2.6 glusha နိုင်ကို2.4တရီကို3.6ပေးထားတယ်ကျွန်တော် body new score ရစိုက်တယ်ပြီးရင် glusha body နဲ့ဂိုးပေါင်းအပေါ်စိုက်ပါတယ်ကျွန်တော်အကောင်လုံးတခြားလေးရွေးချယ်ထားပြပါတယ်ညီကိုလေးဒီထက်မှလည်းတင်းတင်းတင်းတော့၃မျိုးတော့ပြောပြောလိုက်တယ်ကျွန်တော်က ဘောနော်တခါလေ protein loops square တခါလေ win one နေပြောတယ်ဘောနော်ဒါလေးပြောတယ်ဆိုတာကတော့ wines ပဲရိုက်ဖို့အတွက်ပြောပြတာဖြစ်ပါတယ်တချို့ညီကိုတွေကကျွန်တော်ကောင်းဆိုတော့ wines ဘယ်လိုရရမလဲဘယ်လိုလုပ်ရမလဲပေါ့ကိုကြီးဘယ်လိုလုပ်မလဲဘောနော်အဲကျွန်တော်တိတိတော့တတ်တော့ကျွန်တော်ပြောတာဖြစ်ပါတယ်အစဉ်ပြေမှထိုးကြဘောနော်တကယ်လို့ဒီထဲမှာကိုနဲ့တိုက်ဆိုင်မှုမရှိဘူးအဘောနော်ကိုအကြိုက်ချင်းမတူဘူးကျွန်တော်ပြောတာနဲ့ဆိုရင်ရှောင်လို့ရတယ်ဘောနော်ကျွန်တော်ပြောဘယ်လိုပြောမလဲ ေချာလေးပေါ့နော်ဆိုတော့လေ့လာထားပါတယ်နံပါတ်ကြီးရတယ်အပြောင်းလဲတွေဖြစ်တယ်ကစားသမားတွေအဓိက main ကျွန်တော်ညီကိုတွေကြီးရမှာကစား line up အရေးအကြီးဆုံးပဲ line up main က line up နဲ့ပဲဆိုတာပြောတယ် line up လူဆော်မဆော်ဆိုတာအဲ့ဒါအရင်ဆုံးကြည့်ဖို့လိုတယ်နံပါတ်1ဒဏ်ရာပြင်းလာဘယ်ကွက်မှာကစားလဲရာဒီဝူဒူအခြေအနေဘယ်လိုလဲအဲ့ဒါအဓိကအရေးကြီးတယ်အဲ့ဒါတွေကြည့်ပြီးမှပဲကျွန်တော် short တင်တယ်ကော်လွန်ပွဲရ